အားလုံးပဲမင်္ဂလာပါရှင်။မနေ့ပြန်ဇွန်လ17ရက်နေ့အတွက်မိုးလဝတာခမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့ဇွန်လ10ရက်နေ့မြမစံတော်ချိန်မနေ့3:30မိနစ်အချိန်မှာမန္တလေးတိုင်း60မြို့တောင်ပိုင်း21မိုင်ခန့်အကွာအနက်6မိုင်ခန့်ကိုဗဟိုပြုပြီး အင်းအား၄.၉ရစ်တာစကေးရှိမြင်းကလင်းတစ်ခုလောက်ခတ်ခဲ့သလိုမြမစံတော်ချိန်နေ့လယ်၁၇:၅၀မိနစ်အချိန်မှာလဲချင်းပြည်နယ်တွန်းဆန်မြို့အနီးမော်လိုင်းမြို့ရဲ့အနောက်အနောက်တောင်ဘက်22မိုင်ခန့်အကွာအနက်6မိုင်ခန့်ကိုပဟိုပြုပြီးအင်းအား၄.၁ရစ်တာစကေးရှိမြင်းကလင်းတစ်ခုလောက်ခတ်သွားခဲ့ပါတယ်။ ဒါအပြင်မြမစံတော်ချိန်နေ့လယ်၁၂နာရီ၂၁မိနစ်အချိန်မှာလဲချင်းပြင်းနယ်တွန်းစံမြို့အနီးမော်လိုင်းမြို့ရဲ့အနောက်ဘက်23မိုင်ခန့်အကွာ38မိုင်ခန့်ကိုဗဟိုပြုပြီးအင်အား၄.၃ရီတာစကေးရှိမြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့ပါသေးတယ်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမောက်တုံးလီအားကောင်းရာကနေအားအလွန်ကောင်းနေတာနဲ့အရှေ့ဘက်ကရွေလျားလာတဲ့လေဝေလှိုင်းတွေရဲ့အရှိန်ကြောင့်ဒီကနေ့ညကနေဇွန်လ16ရက်နေ့အထိပြည်နယ်နဲ့တိုင်းအလွန်တို့မှာနေရာစစ်စစ်ကနေနေရာအနှံပြမိုးထစ်ချုံရွာနိုင်ပြီးနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးစလာကထုတ်ပြန်ထားပါတယ်။ဒါအပြင်ဒီကနေ့မှာတောင်တရုတ်ပင်လယ်အတွင်းကလေပြင်းရနဲ့ရေဝန်ကအပူကောင်းလာပြီးတိုင်ဖုန်းမောင်းနိုင်ဖြစ်နိုင်ခြေတရားရခိုင်နှုန်းရှိနေပါတယ်။ အဆိုပါမုံနိုင်ဟာတရုတ်ပြည်ဘက်ကသာဥတီဝင်ရောက်မှဖြစ်ပြီးမုံနိုင်အကျွင်းချန်တွေဟာလည်းတရုတ်ပြည်အရှေ့ပိုင်းကသာဆက်လက်ရွေးရှားမှဖြစ်တဲ့အတွက်အနောက်ဘက်မှာရှိတဲ့မြန်မာနိုင်ငံအပါအဝင် BNN လာအိုနဲ့ထိုင်းနိုင်ငံတို့ကိုဝင်ရောက်လာခြင်းမရှိနိုင်ပေမုံနိုင်အရှင်တရားမှုတာရှိနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်အဆိုပါတိုက်ဖုံးမုံနိုင်ဖြစ်လာမဲ့လေပြင်းနဲ့ရေဝန်းနဲ့ အလွန်ကောင်းလာတဲ့မောက်တုံးလင်အရှင်တရားမိုးတို့ကြောင့်ရခိုင်ကံရိုတိုင်းအေရီမြဝကျမောကံရိုတိုင်းနဲ့မွန်တနင်္လာရီကံရိုတိုင်းဒေတာတွေရှမ်းပြည်နယ်ကရနီကရားပြည်နယ်အေရီတိုင်းနေပြီးတော့မကွေးတိုင်းပဲခူးတိုင်းနဲ့မန္တလေးတိုင်းတို့မှာမိုးအသင်းတင်းကနေမိုးများနိုင်ကသဆိုင်ရာဒေတာလိုက်နေရာကွက်ပြီးမိုးသေးထန်နိုင်ခြင်းများတာကြောင့်ဇိုးရင်မတ်အနီးထီရောက်ရှိနေတဲ့မြင့်ရီအခြေအနေတွေကိုသတိပြုစောင့်ကြည့်ဖို့လိုပြီးမြေကဘာ၆ကဘာနီး အနေမိုင်းရက်ကွက်နေပြည်သူတွေအနေနဲ့ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်တဲ့ကြောင်းဦးဝင်းနိုင်ကအသိပေးထားပါတယ်။ဒီကနေ့ဇွန်လ10ရက်နေ့မှာတော့ပကုံမြင့်ရေကစိုးရေအမတ်ရောက်ဖို့6ပေကန်သာလိုတော့တာဖြစ်ပြီးနောက်24နာရီအတွင်းမှာလည်းပကုံးအထက်ပိုင်းစောင်းတူနဲ့ပကုံးမြို့ပေါ်မှာမိုးသေးထန်းနေတဲ့အတွက်နောက်48နာရီအတွင်းစိုးရေအမတ်ကိုရောက်ရှိနိုင်တော့မို့အနေမိုင်းရက်ကွက်တွေမှာရေကြီးနိုင်ခြင်းမြင်မာလာတာကြောင့်ချုပ်တီပြင်ဆင်ကြဖို့ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ ဒီကနေ့ဇွန်လ10ရက်နေ့ညနေ6:30မိနစ်အချိန်ထိတော့မြို့အလုံးရဲ့မြေရေတွေဟာစွန့်ရည်အမအောင်မှာပဲရှိနေသေးပါတယ်မနက်ဖြန်ဇွန်လ17ရက်နေ့မွန်တဲချိန်ထိကချင်ပြည်နယ်ကရနီကယားပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနေပြီးတော့မကွေးတိုင်းနဲ့စကမ်းနယ်အထက်ပိုင်းတို့မှာနေရာစိစိနဲ့ချင်ပြည်နယ်နဲ့ဒိုင်းတွင်မှာနေရာအနှံပြမိုးထစ်ကြုံရွာနိုင်ပြီးရွာရန်ရှာနှုံးပြိတ်ဖြစ်ပါတယ်။ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်း နေပြီးတော့မန္တလေးတိုင်းစကိုင်းနှင်းအောက်ပိုင်းနဲ့တရနာရီတိုင်းတို့မှာ နေရောင်ခွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရောအရှေ့တောင်ပိုင်းတို့မှာမောက်တုံလီအားကောင်းရာကနေအားအလွန်ကောင်းနေပြီးကြံဘင်္ဂလားပင်လယ်ရောမှာမောက်တုံလီအားအနည်းငယ်ကနေအားအသင့်အင့်ရှိနေပါတယ်။မြဝချုံမမော်တမာခွေမွန်တနင်္လာရီကဲဝန်တန်းတချောင်းနဲ့ကဲလွန်ပင်လယ်ပြင်တို့မှာရမန်ရင်ခါမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ်။ မော်တော်လေပြင်းကြစီရေပြင်းမြေပြင်းလေးဟာတနအီကိုမိုင်30ကနေ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြင်းမှာမြဝကျမမောက်တမခွေမွန်တနင်းနိုင်ကဲဝနယ်တျောင်းနယ်ကဲလွန်ပင်လေပြင်းတို့မှာကိုဘေကနေ7ဘေကန်ရှိနိုင်ပြီးရခိုင်ကဲဝနယ်တျောင်းနယ်ကဲလွန်ပင်လေပြင်းတို့မှာ6ဘေကနေ7ဘေကန်ရှိနိုင်ပါတယ်။ကျန်မြမပင်လေပြင်းမှာတော့လှိုင်းအသင့်တင့်ရှိပါမယ်။ ကချင်ပြည်နယ်ကရနီကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မော်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းနေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကမ်းနှင်းအောက်ပိုင်းနဲ့အေရဝတီတိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စင်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစားရိမ်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ဂျိုတင်သတိပြုနေထိုင်ကြဖို့မိုးစလကအသိပေးထားပါတယ်။ နောက်နှစ်ရက်အတွင်းကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မွန်ပြည်နယ်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးပိုလာပါမယ်ရှင်။အခုလိုမိုးလေဝသခန့်မှန်းချက်တွေနဲ့ဘေးရန်တွေသတိပေးချက်တွေကိုညစဉ်ညတိုင်းတင်ဆက်ပေးနေရမို့ဒီ channel ကို like and subscribe လုပ်ပြီး notification လောင်းကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါရှင်။ အခုမိုးလေဝသသတင်းချက်လက်တွေဟာမိုးဇလာမိုးလေဝသမြန်မာရန်ကုန်ဌာနခွင်အန်ယူဂျီမိုးလေဝသဌာနမိုးလေဝသပညာရှင်ဦးဝင်းနိုင်နဲ့ဒေါက်တာဆိုင်းခွန်အာကာရရဲ့ထုတ်ပြန်ချက်တွေကိုစူးစီးတင်ပြထားခြင်းဖြစ်ပါရဲ့ရှင်။